ောအဲ့ဒီကကျွန်တော်ကစင်ကာပူမှာလောက်သွားလောက်ပူတယ်လေစင်ကာပူမှာ9နှစ်လောက်လောက်ပူတော့စင်ကာပူကပကြီးပြခိုင်းလိုက်ကြည့်ဒီလိုမဟုတ်ဘူးစင်ကာပူမှာလို့သူ train နဲ့အားများရေးတာလေအဲ့တော့ပေါ်အတယ်လပါတော့နော်တော့အဲ့တော့မြင်နေနော်အိန္ဒိယပကြီးတော့အရင်တော့ဒါမျိုးတွေမရေးဘူးနော်တာမမေးဟိုတည်းပဲရေးတယ်အဲ့အခုကြတော့မဟုတ်ဘူးသူများရေးတဲ့ဥစ္စာတွေရေးနေလို့ရှိရင်လည်းဘာမှတော့ဟိုလိုဖြစ်ဘူးရောင်းတော့မရောင်းတော့ကိစ္စမရှိဘူးဒီလို ဟောဒီတွေပဲရေးကြည့်မယ်ဆိုပြီးတော့ဒီပြိတက်ကိုပြကြလို့ရေးပြတာဖေရကျွန်တော်90သူ90နှစ်နှစ်မှာပြဆုံးသွားကိုပကြီးရေးလို့ဆိုရင်ပကြီးเจ้าနားမလဲဓမ္မဒါနသာရေးတာဒါသူမာကစာရေးလို့ဝတ္ထုတွေပါလို့ရှင်လဲသူကစာတလုံးမှမဖတ်ဘူးဒါပေမဲ့ဒါနသာရေးတာသူကနေတဲ့ဂုံညာပါနော်အခုလိုပကြီးပွဲတွေပါဆိုတော့ လို့လို့သူရှိလို့ရှိရင်သူကတားတော့ဝင်တာတော့ဂုံမှာပဲလေဒါကြောင့်မလို့သူ့ပုံလေးကိုမှတ်ရနေနဲ့မကြည်ပြကမ်းပါဟိုပြတာပေါ့နော်ပမာတော့ဒွင်းမောက်ကိုနော်အဲဒီပမာတော့ဒီပစ္စည်းကားတွေဒီ challenge chaplain ကားနဲ့နောက်တရုတ်ပစ္စည်းဆရာဒီရမင်းကြောင့်နော်သူတို့ကတရုတ်ပစ္စည်းဆရာသူတို့ကိုတရုတ်မှာလူငယ်ပစ္စည်းဆရာတွေပေါ့ကိုနာမည်ကြီးတယ်ဒေါ်လာလဲ ဟိုတန်ပိုင်းမိပါလာကြောက်ရတာပေါ့နော်ကျွန်တော်တို့နေပြီပေါ့နော်အဲဒီဒါနဲ့သူတို့ကားလေးတွေသဘောကျလို့သူတို့ကလောကယူလောင်တာပေါ့နော်ရည်တဲ့ကားသူတို့သဘောနာမကြီးရဲ့အဲတော့အားလေးတွေနဲ့ရေးပစ်သွားတယ်ရေးပစ်သွားပြီးဘုမတော်တော့ဒီ moment ဆိုတော့ပြတော့ moment ဆိုတာတတင်ကပေါ့နော်တတင်ကနေနောက်ကျတော့ဘယ်တတင်ကနေပြောင်းပြီးတော့အဲ dream ဆိုတော့ပြောင်းလိုက် dream ဆိုလည်းဟိုဘဝကိုပြောချင်တာပဲဘဝဆိုအိမ်မက်ပဲပေါ့ ဒီကတော့တော့ဘွားဆိုတာအိမ်မမမသိဘူး။နောက်ကြတော့ဘွားဆိုတာအိမ်မမသိလား။ကိုမြင်တဲ့ຢာတွေအားလုံးအိမ်မက်ပဲ။ညက်တွေပဲဖြစ်ဖြစ်ပန်းတွေပဲဖြစ်ဖြစ်အကြီးကားပြဲပဲဖြစ်ဖြစ်စာအုပ်တရကြပြားတွေပဲဖြစ်ဖြစ်လရောင်ဖြစ်ဖြစ်ဘာခါဗျာအားလုံးအိမ်မက်တိ။အဲ့တော့နောက်ဆုံးမှငါသိသွားတယ်မှာ။ရင်တော့အိမ်မက်ဆိုတာဘွားအိမ်မက်ဆိုမသိဘူး။နောက်တော့ဘွားဆိုတာအိမ်မက်ဆိုတာသိသွားတယ်။ငါကိုယ်တိုင်လည်းအိမ်မက်ပဲ။အိယာထားတဲ့ခါမှာအိမ်မက်ကမရှိတော့ဘူး။ နော်အဲအဲဒီလိုအဲဒီလိုစိုက်လေးရအောင်နော်ဒီကောင်ကခင်းဆိုပြီးတော့ဒီရာလေးကိုပွဲပြပြစ်တာဒီတက်မှကြာလို့ဆိုရင်ကြာချက်ပြီးဆိုရင်လူတိုင်းသိပါနော်နာမည်မင်းချင်လို့ဆိုရင်အခုဒီလောကယူသလိုလောင်ပြောင်းတာပေါ့နော်အဲအဲဒီကိုကကြာလောကယူဆိုတာဘာမှမဟုတ်ဘူးဆိုစားကိုပြောချင်လို့ခင်းဆိုတော့ပွဲလောက်ခဲ့တာပေါ်အဲ့ဒီကကျွန်တော်ကစင်ကာပူမှာလောက်သွားလောက်ပူတယ်လေစင်ကာပူမှာ၅နှစ်လောက်ပူတော့စင်ကာပူကပကြီးပြတ်ခိုင်းလိုက်ကြည့် စကူမဆုပ်ပကြီးပြကန်းနေရသူကနိုင်ငံနိုင်ငံရာစင်ကူနိုင်ငံပကြီးပြကန်း300လောက်ရှိအဲတော့လိုက်ကြည့်တဲ့အခါမှာသူတို့ကဒီလိုမဟုတ်ဘူးစင်ကူမလိုသူ train နဲ့အားများရေးရတယ်အဲတော့ပေါ်အတယ်လပါနော်တော့တရုတ်ပကြီးဆရာရဲ့တရုတ်ပကြီးကားရဆိုလို့ရှိရင်ဒါဒီမတော်တော်လေးကိုကောင်းတာပါပါနော်ဒါကျတော့အင်ဒိုကဟာအဲ့တမမြင်နေနော်အိန္ဒိယပကြီးရောအဲ့မှာမြင်နေကြတော့ခုနိုင်ငံမှာလည်းကောင်က ဟိုအရင်တော့ဒါမျိုးတွေမရှိဘူးနော်နင်ဒါမှမရှိဟိုတိပဲရေးတယ်အခုကြတော့မဟုတ်ဘူးသူများရေးတဲ့ဥစ္စာတွေရေးနေလို့ရှိရင်လည်းဘာမှတော့ဟိုလိုဖြစ်ဘူးကျောင်းတော့မျောတော့ကိစ္စမရှိဘူးဒီလိုဟိုဒီတွေပဲရေးကြည့်မယ်ဆိုပြီးတော့ဒီပြိတ္တကိုပြကြလို့ရေးပြတာ အိန္ဒိယဒီတမအဲဒီအိန္ဒိယဂန္ဒီတို့နောက်တော့အိန္ဒိယပဂျီဆီယာမဟိုအိန္ဒိယဖူရာခေါလို့ခေါ်အောင်နော်ဟိုသူသူ့ရဲ့ဒီပုံလေးတွေပါတယ်ငါသူရေးတဲ့ပဂျီကားလေးပါတယ်သူတို့ဆိုလို့ရှိရင်သူကအသက်ငယ်နဲ့ဆုံးသွား28နှစ်ကျွန်တော်ရေးထားတဲ့ကဘာကျော်ပဂျီဆီယာများရဲ့ဘဝကဘာကျော်ပဂျီဆီယာများရဲ့ဝဂျီဆိုဆောင်းတဲ့မှာလည်းပါတယ်လေရဲ့ဘာရွှေပင်းကြံလို့ပါတယ်အိန္ဒိယပဂျီဆီယာလေးပါတယ် အိန္ဒိယတော့ဖြစ်ပြန်အရင်တော့ဒီ modern producer အကြောင်းနဲ့အဲ့တည်းမှာသူတို့သူ့သူ့အကြောင်းလေးတွေပါတယ်ပေါ့အဲ့တော့အားလေးတွေကို collect သဘောမျိုးနဲ့အိန္ဒိယမကြည့်ရင်လည်းသူ့ပုံလေးတွေကန်ဒီပုံလေးတွေ collect တဲ့ဆွဲတာအဖေကအဖေကကျွန်တော်90သူ90နှစ်မှာပြီးဆုံးသွားကျွန်တော်အိမ်လုံးကြာပြီးတော့မိုးကုတ်မတန်အောင်ကြားလိုက်ကမှဘေးကနေမကောင်းဖြစ်လာတော့ဘကိုးမှသူစုံသွားအဲဒီသူတက်90နဲ့3နှစ်ပဲရှိတယ် 53နှစ်မှာသူဆုံးသွားတယ်။ဆုံးသွားသူကငယ်သေးကတိုက်သူမှာကိုပကြီးရေးလို့ဆိုရင်သူကအဲယုံပကြီးကားလေးပြန်ယူလာချင်းသူကပကြီးချောင်းနားမလဲဓမ္မဒါကသားရေးတာတိုက်သူမှာကစာရေးလို့ဝတ္ထုတွေပါလာလို့ရှိရင်လည်းသူကစာတစ်လုံးမှမဖတ်ဘူး။ဒါပေမဲ့ဒါငါသားရေးတာသူကနေတဲ့ဂုံညာပါနော်။အခုလိုပကြီးပွဲတွေပါလာဆိုတော့လုံလို့သူရှိလို့ရှိရင်လည်းသူကတားတော့ဝန်းတာတော့ဂုံမှာလည်းဒါကြောင့်မလို့သူ့ပုံလေးကိုမှတ်ပြနေနဲ့ ဝကြီးပြကမ်းမှာဟိုပြထားပါဘော။ဒါအားလုံးကမနက်ကားအားလုံးကအားလုံးက22ကားပေါ့။နှစ်ကားကြတော့ဟိုရောင်မူတာကားလေးကြီးကိုကဲစုတာရောင်တာအဲ့ကားလေးနှစ်ကားဒီမှာခုရှိရပြန်ငှားပြီးပြတာ။ Charlie Chaplin တို့ဂျွန်ဗင်ချန်တို့သူတို့ကသူတို့ပုံပြတိုင်းကူးရေးမယ်ဆိုရှင်သူတို့ကကူးရတာဖြစ်သွားမယ်လေဒါပေမဲ့ကျွန်တော်မို့သူတို့ဟိုမာပီယာထင်ရှားတဲ့နော်ဘကင်ဆိုတဲ့ဥစ္စာကဓမ္မယံကြီးဆိုရလေတကယ်ကိုဟိုကြီးကျယ်ခံရတဲ့ဟာကျွန်တော်ဂျာမနီကိုပညာတော်သင်သွားတော့ဆိုရင်အဲ့ဒီမှာဂျာမနီကဖိုးကြီးပွားညောင်းတဲ့မိတ်ဆွေဖြစ်ခဲ့သူတို့ကနေရာတကာလိုက်ပို့ပြီးသူတို့ရဲ့ကတ်စတရီလိုက်ပို့ပြီးသူတို့နောက်ဆုံးဘလော့ခင်မလဲဆိုရင်ကျွန်တော်တို့ သွားတဲ့ပညာရှင်၃ယောက်ကသားသမီးတွေခင်သွားတာသူကျွန်တော်ဘဝပြပြန်တဲ့ကောင်သူဘဝပြတစ်ခါလာလေတယ်လာလာတဲ့ပုဂံကိုရောက်တော့သူတော်တော်အံ့ဩသွားတယ်ပုံမှန်ကျကတ်စတီးရီယာရိုင်းဘစ်ကမ်ပေါ်မှာဟိုနီယံအခုဒီညတခုအဲပုဂံမှာဒူးကြီးတယ်ဒီဖရားတွေသူတစ်ခါလဲမြင်တဲ့ခါမှာသူတော်အံ့ဩသွားနော်အဲ့တော့ကျွန်တော်ပုဂံရဲ့ကြီးကျယ်တာပါနော်ဒါလိုမျိုးလေးကျွန်တော်တို့အာအဲ့ဒီပုဂံရဲ့ကြီးကျယ်မှုကိုဂုံပြူတာတော့ပါတယ်အဲ့ဝိုင်းပြစာကတော့ကျွန်တော်တို့ဒီ အမပြရဲ့အခုဟိုတော်လိုက်စင်မှာပို့ပြီးတော့ကောင်းလို့ဖြစ်လာတဲ့နော်ဒီနံပါတ်ဆက်တယ်ပို့ဒါလေးတွေပဲချက်လိုက်ချက်ပင်နဲ့ထည့်ပြီးရတာနောက်တော့ဒီဓမယံကြီးတော်ပကံကိုလည်းလူတွေသိအောင်တကယ်လို့ collector တွေရှိလို့နိုင်ကြ collector တွေရှိလို့ရှိတော့မှာဓမယံကြီးတော်ကပကံကကြီးကျယ်တဲ့ဖျားဆိုတော့သိအောင်နော်ဒါလေးထည့်ရတာ